န်ွက်ကြီးပဲအဲချူကိုနေတိုးနေရဒီတရေကားဆိုရယုံကြီးကားမှာပထမဆုံးစဆုံမှုတာပေါ့နော်ပြီးတော့အဲဒုတိယကားဒီကန်နဝင်ငတိုးရိုက်တဲ့အခါမှာအကိုနဲ့ပို့ပြီးတော့အဲနင်းနီကကတရုတ်ဆောင်ရတယ်ပို့ပြီးရင်းနှီးမှုသူ့စီကပညာရည်လည်းအများကြီးရခဲ့တယ်ပေါ့နော်အဲ့မှာမှချူအတွက်ဘာတွေမှတ်တရရဆရာဖြစ်ခဲ့လဲဆိုတော့ကျွန်တော်ကျင်းတူးမလို့ကျွန်တော်ကျင်းတူးမလို့ပါနေ ီခန်းမှာတရုတ်ဆောင်ကဒီဟာလေးပိုကောင်းတယ်ဆိုရက်ချူချီတူးစကားပြောတာချူအဲ့တုန်းကအရန်ပျော်တာအော်ငါအရန်လေးစားအားကြရတဲ့အဲတရုတ်ဆောင်ကြီးကငါ့ကိုဒီလိုမျိုးချီတူးစကားပြောတယ်ငါ့ကိုတရုတ်ဆောင်ကောင်းတယ်ပေါ့နော်အဲ့လိုမှတ်ချက်လေးပြုတဲ့သူ့ရဲ့စကားလေးတခွန်ဘာမဟုတ်တဲ့စကားလေးတခွန်ကပေါ့နော်သူသူကိုယ့်ကိုချီတူးလိုက်တဲ့ဟာလေးကတော်မတော်မမေတော်မ thank you ဒါဂန်လုံးဝင်ငတိုးရုပ်ရှင်ကားကြီးလဲဒါယုံတင်တော့မှာဆိုတော့ဗောနော်ချူလဲအရန်ရင်ခုန်နေတယ်ဒီထဲမှာအာဇက်ကားအခုယုံမတင်ရတယ်ပြင်မဲ့ကိုကိုနေတိုးရဲ့အဲ့ဒီဟိုရောမအဖွဲနေနဲ့ဟိုဗာလဲစစ်တိုက်တာဟိုကအရန်ကိုပေါက်နေရဆိုတော့အဲ့ဒီဟာလေးကိုလည်းကျွတ်ပြောချင်တယ်တချို့ကြီးကြတော့ဟဲ့ကိုနေတိုးတယောက်တည်းပေါ့နော်တတ်လိုက်တာရောမကြီးတဆူလုံးတော့တေသွားတယ်ဘာလို့အဓိကချူရကပြချင်တာကပေါ့ဟာတကားပေါ့နော်ဟိုဘသူကတော့အဲ့လိုမျိုးကြီးဘယ်လိုပြောရမလဲ ရောမအဖွဲ့ယူတယောက်တည်းဆိုတော့တိုက်တယ်ဆိုတော့လုံးဝမဖြစ်နိုင်ဘူးလေဒါပေမဲ့ तू ကဟာတာပြောချင်တာနာမည်ကကန်နဝင်ငတိုးဆိုတော့သူ့ရဲ့ဘယ်လိုပြောမလဲသူ့ရဲ့သူ့ရဲ့ကောင်းတတိမဟုတ်ဘဲနဲ့ तू လှုပ်လိုက်တဲ့အလွဲအချော်တွေကဘလို့ဖြစ်သွားရဲဆိုတဲ့ဟာမျိုးပြချင်တာပြီးတော့ရောမဟိုသူတို့စစ်တွေဘာတိုက်တယ်ဆိုလို့ရှိရင်တော့မအဓိကခေါင်းဆောင်အရင်ဟိုဟာဘလို့ပြောရမလဲခေါင်းဆောင်နှိမ်နှင်းရတာပေါ့နော်အဲ့တော့အဲ့မှာကိုနေတိုးရဲ့

ချူအားအိုက်ကားထဲမှာဟိုရွာသူလေးမူမူပေါ့နော်။ तू ကမိဘတွေလည်းမရှိတော့ဘူး။ဒါပေမဲ့အရန်အေးအေးအိုက်ထဲမှာလည်းအေးအေးဆေးဆေးလေးပဲ။ तू ကအဲ့လိုတငယ်ချင်းတွေကအရန်ချက်ရတဲ့အချစ်တော်လေးပေါ့။ तू ကနည်းနည်းဟိုမအူမလဲလေးပေါ့ကောင်မလေးက။ဒါပေမဲ့အိုက်ထဲမှာကိုနေတိုးနဲ့ဘလိုမျိုးအလွဲတွေဖြစ်ပြီးတော့အထင်လွဲစရာတွေဖြစ်မလဲပြီးတော့ ဒီဟာတာကားလေးဆိုပေမဲ့ drama ချိုးอ่ะ drama ချိုးတဲ့ဘက်မှာပါတယ်ဆိုတော့အဲ့မှာဘလူတွေ drama ချိုးပြီးတော့အဘလူအလှည့်ပြောင်းလေးတွေပါလာမလဲဆိုတော့ချိုးကတော့အဓိကဒီထဲမှာနည်းနည်းဇက်မြုပ်ထားတာပေါ့เนาะအဲအကြောင်းထွေလာမှာတိတ်ပြီးချိုးကပါမှာမဟုတ်ဘူးအဲဆိုမြုပ်ကွက်တစ်ခုအနေနဲ့ရှိနေရဆိုတော့အဲ့ကားလေးကိုလာပြီးတော့ဝင်းရံအားပေးကြပါအောင်လို့တော့ချိုးကပြောချင်ပါတယ်ဟုတ်အချူးကိုနေတိုးနေရဒီတရေကားဆိုရယုံကြည်ကားမှာပထမဆုံးစဆုံမှုတာပေါ့เนาะပြီးတော့အဲ့ဒုတိယကားဒီကန္နဝင်ငတိုးရိုက်တဲ့အခါမှာအကိုနဲ့ပို့ပြီးတော့နင်းနီကကတရုပ်ဆောင်ရတယ်ပို့ပြီးရင်းနှီးမှု သူ့ဆရာပညာရည်လည်းအများကြီးရခဲ့တယ်ပေါ့နော်အဲ့မှာမှချူအတွက်ဘာတွေမှတ်တရရဆရာဖြစ်ခဲ့လဲဆိုတော့ပထမဦးဆုံးပေါ့နော်ချူကိုနေတိုးနေတရုတ်ဆောင်တဲ့အခါမှာအကိုကအဲ့အဲ့မှာချူကိုချီချူးစကားလေးဆိုတာပေါ့နော်ညီမလေးဘယ်ဒီခန်းမှာတယောက်ဆောင်ကဒီဟာလေးပိုကောင်းတယ်ဆိုတော့ချူကချီချူးစကားပြောတာချူအဲ့တုန်းကအရန်ပျော်တာ။အော်ငါအရန်လေးစားအားကြရတဲ့အဲတယောက်ဆောင်ကြီးကငါ့ကိုဒီလိုမျိုးချီချူးစကားပြောတယ်ငါ့ကို တယောက်ဆောင်ကောင်းနေပေါ့နော်အဲ့လိုမှတ်ချက်လေးပြုတဲ့သူ့ရဲ့စကားလေးတခွန်ပါမဟုတ်တဲ့စကားလေးတခွန်ဟာပေါ့နော်သူသူကိုယ်ကိုချီးကျူးလိုက်တဲ့ဟာလေးကအရန်ကိုကိုမှဝန်တာပီတီဖြစ်ပြီးတော့ငါအများကြီးစူးစမ်းရမယ်ငါ့ကိုအကိုကဟိုချီးကျူးတယ်ဆိုရဲခွန်အားတွေအများကြီးရှိခဲ့တာပေါ့ဒါချူပွားရဲ့အမှတ်တရတစ်ခုပါဟုတ်အကိုကအရန်အေးရယ်သူရှူတင်လာလို့ရှိရင်လည်းအကိုရဲ့ wife နဲ့သူအတူတူလာတယ်အမကလည်းအရန်အေးရယ်အေးရယ်စကားတုံတုံတိတ်မပြောဘူးသူကသူလိုအပ်တဲ့ဟာရယ်ချူချူတို့ ချူတို့လိုပုံစံပဲ तू က तू အလုပ်ပေါ်မှာ तू လိုအပ်တာပဲပြောတယ်။ तू အကြံဉာဏ်ပြုစရာပြုတယ်။မလိုရရင် तू မလုပ်ဘူးပေါ့နော်။ဒါပေမဲ့လူတွေပေါ်မှာ respect ထားလားဆိုတော့အကြီးအငယ်မရွေး तू respect ထားတယ်။အဲဆိုတော့ချူတို့ချူတို့ချူနေတဲ့ပုံစံကလည်းကွာဟိုလူတွေပေါ်မှာ respect ထားတယ်အနေအေးတာအဓိကတော့အနေအေးတာပြောချင်တာကလေဟိုဟိုဘယ်လိုပြောချေမိုးတာမဟုတ်အကိုလည်းအဲ့လိုပဲ ဟိုအနေအေးတယ်အနေအေးတယ်သူလိုအပ်တာကိုပဲသူအလုံးလုံးတယ်ပေါ့နော်ဒါသူကစီနီယာကြီးတွေစီကသူကအများကဒါဟိုလေးလာလဲလေးလာလဲလေးလာတယ်တင်လဲတင်ယူတယ်ပြီးတော့ကိုကဘာကိုသွားတွေ့လဲဆိုတော့အော်ငါငါဘာသာငါနေတဲ့အခါလို့လူတွေကကျတော့ငါ့ကိုကျတော့အဲ့လိုမျိုးမနေဟိုဘယ်လိုပြောရမလဲတယောက်တည်းတည်တည်တနတ်နေလို့ပြောကြရတယ်ပေါ့နော်စီနီယာကြီးတွေလည်းဒီလိုပဲနေတာပဲပေါ့နော်ဆိုတော့ငါဘာမှအားငယ်စရာမလိုဘူးငါငါငါနေတဲ့ပုံစံလေးအတိုင်းပဲငါဆက်သွားမယ်ဆိုပြီးတော့ချိုးကတော့ကိုကိုကိုပဲအကောင်းဆုံးနေတာပဲ ချူချူရှင်းနှစ်ကပြောခဲ့တာချူအနုပညာလောကရဲဖြတ်တန်းလာတာရှင်းနှစ်ပေါ့နော်အခုဆိုရင်ဒါ၉နှစ်တာဝင်ကျင်ရှိပြီပေါ့ကိုကြိုးစားအထောက်မှုနဲ့အခုချူရောက်နေတဲ့နေရာနဲ့ကဟိုပြောမယ်ဆိုလို့ရှိရင်ဒီ၉နှစ်တာကာလမှာနည်းနည်းတော့ဟိုအခွင့်အရေးလည်းမရခဲ့တာကြီးလည်းပါတယ်ပေါ့နော်ပြီးတော့ချူရဲ့နေပုံထိုင်ပုံကြောင့် ဟိုလက်လွတ်ဆုံးရှုံးခဲ့ရတဲ့အရာကြီးလည်းအများကြီးရှိရဲပေါ့နော်ချူကအရင်အနေအေးတဲ့အခါကျတော့ဟိုလူလူလူကြားရဲလည်းတိတ်မသွားတတ်တဲ့အခါကျတော့ဒီကိုနှစ်တာကာလမှာပြောရမယ်ဆိုရင်တော့ချူရောက်နေတဲ့အနေအထားကဟိုလူလူအပ်လူအပ်ခဲ့သေးရဲပေါ့နော်ဒီထက်ပိုပြီးတော့ရောက်နေရမယ့်ဟာအခုဘာဖြစ်အခုရောက်တဲ့နေရာကိုလည်းချူချင်နေပါတယ်ထပ်ပြီးတော့လည်းချူအများကြီးစူးစမ်းစူးစမ်းသွားမှာပါကိုကိုလိုချင်တဲ့ပန်းတိုင်းရောက်အောင်လို့